ောက်တန်းသားတတိုက်အခုမင်းတို့ဘာလို့ပေးနိုင်လဲမန္တလေးမြို့နော်မင်းတို့ PDF တွေလည်းအဲ့မှာလက်နက်တောထဲမှာလက်နက်တွေမြေမြုပ်ခဲ့လိုက်မန္တလေးမြို့ပေါ်ကိုအခုချင်းပြန်နေလာပြီးတော့ပြည်သူလူထုရဲ့ကြီးနေတဲ့အခက်အခဲတွေကိုမင်းတို့ဝိုင်းဝန်းပူပေါင်းပြီးတော့မှဝိုင်းလို့ကြပြည်သူအကုန်ပန်းနာတွေကောက်ပြီးတော့အိုင်နန်တော်ပန်းနာဖြစ်သုံးစွဲနေတာပြည်သူကိုတတ်ဖို့ပြည်သူကိုတတ်ဖို့အတွက်လက်နက်ွယ်ဖို့ပဲသူတို့သိတယ် ဟယ်လိုချရမ်မြောပြည်သူညကိုမော်ဒမာများအားလုံးပဲမင်္ဂလာပါ news page channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ် March လ29ရက်နေ့ကျွန်တော်ဒီနေ့ရနောက်ဆုံးရှိထားရပါတော့တော်လန်တရင်းတွေနဲ့အခုဆိုရင်ကျွန်တော်ပြည်သူတွေခံစားနေရတဲ့ငလျင်မေးတာနဲ့ပတ်သက်ပြီးတော့နောက်ဆုံးကြားသိရတဲ့သတင်းထုတ်တွေကိုတင်ဆက်ပေးတော့မှာမလို့ကျွန်တော်နဲ့သူစာဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရစေကျွန်တော်ခါတိုင်းလိုပဲပေါ့နော်သတင်းတိုလေးတွေအယုံဆုံးကြည့်လိုက်ရအောင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့မြန်မာနိုင်ငံမှာနှစ်ပေါင်း100တွင်အင်အားလုံးပြင်းထန်တဲ့ငလျင်ဟာဆိုရင်အစ္စလမ်ဘာသာဝင်တွေရဲ့ ရမဒန်ဥပိုလနောက်ဆုံးတောချာနေ့မှာလောက်ခမှုကြောင့်ဗလီ60လုံးကျော်ပြိုကျပျက်စီးပြီးတော့မှအစ္စလမ်ဘာသာဝင်900ဦးထက်မနည်းတည်ဆုံခဲ့တယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။အဲ့လိုမျိုးလောက်ခမှုကြောင့်စီတီပထိုးဘာသာရဲ့ဆောက်ဝင်နဲ့လူနေပါဝင်စတာတွေပြိုကျပျက်စီးခဲ့ရကနေပြီးတော့မှပျက်စီးခဲ့ရမှုတွေမှာဗလီ60လုံးကျော်ဆိုလဲပေါင်းခဲ့ပြီးတော့မှစောင့်ကြည့်စဉ်ပြုစုနေတဲ့သူတူကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။လလမီတလောက်ပြုစုချက်ရဗလီ60လုံးကျော်ပြိုကျပျက်စီးခဲ့ပြီးတော့မှအစ္စလမ်ဘာသာဝင်900ဦးထက်မနည်း ကွယ်လွန်သွားတာဖြစ်ပါတယ်အရေးအတွက်ကထပ်တိုးလာဖို့ပဲရှိတယ်ဆိုပြောမှသူကနေပြမဆက်လက်ပြောဆိုထားတာပေါ့နော်ဆိုတော့ကျွန်တော်အကြရတဲ့တည်င်းတွေကတော့လုံးဝအဆင်မကောင်းစရာဖြစ်ပါတယ်ကျွန်တော်ဒီအစ္စလမ်ဘာသာဝင်တွေတော့အာမကအခုဆိုရင်ကျွန်တော်ဂျန်နဲ့ပေါ့နော်ဘာသာဝင်တွေအားလုံးဟာဆိုရင်လည်းဒီငါလင်ဘေးတာနဲ့ပတ်သက်ပြီးတော့မှတည်ဆုမှုတွေကျွန်တော်တွေနဲ့ဆက်လက်ပြီးတော့မှတွေ့နေရတာ from မကြခင်မှာတော့ကျွန်တော်တွေနဲ့ပေါ့နော်ဒီထက်ပိုကောင်းတဲ့တည်င်းတွေကိုကြားဖို့မျှော်လင့်ရတာပဲဖြစ်ပါတယ်နောက်ထပ်တည်င်းတစ်ပုဒ်အနေနဲ့ကတော့ ။အင်အားပြင်းထန်လှုပ်ခတ်မှုကြောင့်မန္တလေးမြို့ဦးလာသိန်းဘိမှန်တို့မှစားပြေဆုံနေတဲ့တန်ခါတထောင်ကျော်အနက်900ကျော်ပိတ်မိပြီးတော့မှအပါ80ကျော်ပြန်လည်တော်မူသွားတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပြိုကျပစ်သွားတဲ့အဆောင်မှာက300ကျော်လောက်ရှိတာညာပချမ်းကတန်ခါတော်တွေပြန်လည်တော်မူတာများတယ်။မနေ့ကညကရကဲထုတ်လို့ရတဲ့တန်ခါတော်အလောင်းတွေတိမနေဘူး80ကျော်တဲ့အခုမနေ့ထီလဲဆွဲထုတ်နေကြီးကြားရတော့မယ်ဆိုပြီးတော့မှလူမြောက်လာတဲ့ပေါ့နော်။စာဖြေတန်ခါတော်တပားကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။တကယ်ကိုဆိုရတဲ့နော်အဓိကတော့ကျတို့ဒီမန္တလေးမြို့ထဲမှာဆိုရင် ကျွန်တော်ပြည်သူတွေကတော့အခုလိုမျိုးငလင်းပေးတော့ဆူဆူရဲရဲခံစားနေရတဲ့ပြပမာကျန်တဲ့နေရာဒေသတွေမှာလည်းပေါ့နော်ကျွန်တော်တို့ဒေဆုံမိုးတွေကိုကျွန်တော်တို့ဘက်ကနေပြပဆက်လက်မြင်တွေ့နေရတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းထူးသဘောအနေနဲ့ကတော့နေပြည်တော်ဒေခိနာသီရီမျိုးကိုဘိုဟိုပြူပြပမာ register scale 9000မှာတည့်အစင်ရှိတဲ့နောက်ဆက်သွဲမြင်ငလင်းတစ်ခုဒီနေ့ညနေ၄နာရီမှာလို့တော့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တင်ခနေပဲထပ်ပြိုတဲ့သတင်းတွေကြားရတယ်ကျမတို့ကတကုန်းထဲကရွာရောက်နေလို့တေချာမသိဘူးဆိုပြီးတော့မှနေပြည်တော်ကဝန်ထမ်းသူကနေပြီးတော့မှပြောဆိုထားတာပေါ့နော် နောက်ဆုံးသတင်းသဘောအနေနဲ့ကတော့မန္တလေးတိုင်းရမက်တိမြို့နယ်မှာငလျင်လှုပ်ခတ်မှုကြောင့်ပြည်သူတရားကြောတေဆုံးပြီးတော့မှထိခိုက်ပျက်စီးမှုများပြားတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။ရမက်တင်းထဲမှာလူအသေးပြောက်များပါတယ်စုစုပေါင်းမျိုးပေါ်မှာတင်90နဲ့တရားကြရှိပါတယ်ရော်ရီဘက်မှာလည်းတော်တော်ထီထားပါတယ်အသေးပြောက်ကရှိပါတယ်ဖုန်းလိုင်းကလည်းမိုက်တဲတမျိုးပဲရပါတယ်ဆိုပြီးတော့မှဒေတာနေပြည်သူတို့ကနေပြောင်းပြောဆိုထားတာဖြစ်ပါတယ် ခုဆိုရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီလိုမျိုးတပြည့်မှတိုးလာတဲ့တည်ဆုံဆင်းတွေကိုကြားနေရတာပုံမှန်မကြခင်မှာတော့ကျွန်တော်တွေနဲ့ဆင်းတိကြကိုမြို့ပပီတူတွေထံကိုချပြနိုင်မယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ရပထမဆုံးအနေနဲ့ကျမကတော့အခုဆိုရင်ဒီလိုမျိုးပေါ့နော်ကျွန်တော်ပီတူတွေငလင်မေးတံခံရတဲ့အချိန်မှာအောက်တန်းစားစေးတိုင်းနဲ့ပီတူတွေပိုင်တဲ့တံမိုးကြီးပစ္စည်းတွေကိုလိုက်လံကောက်ယူနေကြတဲ့အုပ်စုတွေရှိတယ်ဆိုတဲ့အကြောင်းပေါ့နော်ကိုစီကနေပြောတော့ပြပြထားတဲ့ဟာလေးကျွန်တော်စာချေးလိုက်ရအောင်တိုင်းပြည်ကလည်းစုတ်ပြက်တယ် ဒီစုပ်ပြတ်နေတဲ့တိုင်းပြည်ကိုစုပ်ပြတ်နေတဲ့ကောင်တွေကအာသိပြီးတော့အုပ်ချုပ်ဖို့လုပ်နေတဲ့အချိန်မှာသူတို့တပောင်းဘေးအန်နေတွေထပ်ပေါ်တယ်ရေကြီးရတယ်နော်ကိုဖစ်မှာတည်းကတကယ်ဆိုရင်ကိုဖစ်ဆေးဟာကျွန်တော်တို့တိုင်းပြည်အတွက်အရင်ဆုံးရခဲ့တာနော်မီဒီကန်တမရထိုးတဲ့ဆေးကိုမြန်မာပြည်သူတွေရခဲ့တာဒေါအောင်ဆန်းစုကြည်တက်ထက်မှာအာဆီယံမှာအခြားနိုင်ငံတွေကောင်ရခဲ့တာပေါ့ဘူးအဲ့လိုအနေထားနေအာနာကိုချက်သိမ်းလိုက်တယ်အောက်ဆီဂျင်စက်ရုံတွေကိုပိတ်လိုက်တဲ့အတွက်အောက်ဆီဂျင်တွေပြတ်လာပြီးတေရတယ်ဒါမှမဟုတ်သူတို့ဘက်ကဘောင်ကြီးကဘာပွားလဲဆိုတော့ CDN လုတ်ပြီးတော့ဆရာဝန်တွေကစင်မကူတို့လူနာတွေတေရမှာ ဆိုပြီးတော့ခွင်းစကားပြောပြီးတော့ခွင်းသက်ခင်းကြတယ်เนาะဒါကိုဗစ်ဘေးမှာပြည်သူကိုဒုက္ခရောက်အောင်ဖတ်လုပ်ခဲ့တယ်เนาะတခါရေကြီးတဲ့ဘေးရေကြီးတဲ့ဘေးမှာကျွန်တော်ပြည်ပနေဝိုင်းညွန်ကြတယ်ကျွန်တော်တို့ဆိုဘလို့လူခဲ့တယ်အောင်မေရေကြီးမှာပစ္စည်းကိုခိုးလူอ่ะကျွန်တော်တို့ဒီထိုင်းရတယ်အခုဆိုကျွန်တော်ယူနီယံဘရာနာအဖွဲ့နာမည်နဲ့ပစ္စည်းလူလိုက်မယ်ဆိုအဲ့ဒီနောက်လူနဲ့လူကဘာလို့လိုက်ထိုင်းပြီးတော့ထောင်ချမှာရေဘေးလူလိုက်ဘာနားမလဲအခုအခုတခါမလီဖတ်လုပ်တယ်နိုင်ငံအကူအညီတွေအကုန်လာတယ်ဘလို့ပုံစံသူတို့လုပ်နေကြည့် ။နော်မင်းအောင်လည်းထွက်ပြီးနိုင်ငံတကာကိုတရောင်းသားလို့ထွက်ပြီးအကူကြီးတောင်းတယ်။ဟမ်။အဲ့ဒီအကူကြီးတောင်းထားတဲ့ပို့ထိုင်းတဲ့င်းကတင်ထားတာရှိတယ်။သူ့ဗီဇာလိုမျိုးသူ့ပြီးမှာပါ။အဲ့ဒီထိုင်းတဲ့င်းအောက်မှာထိုင်းနိုင်ငံသားတွေဘလို့ဝင်မှန်းထားတယ်ဝင်ကြည့်လိုက်။ရှက်ဖို့လောက်ကောင်းတယ်။နော်သူတို့စစ်တပ်အတိုင်းဝန်းအကောင်တွေကမရှက်ရင်မစစ်တက်တာလားဘာလားတော့မသိဘူးကိုတင်ထားတဲ့ခေါင်းဆောင်ရှစ်ချောပြက်နေတာနော်ကောင်းတယ်တော့ကိုအချင်းချင်းတော့မဟုတ်ဘူးသူများနိုင်ငံကတည်သူတော်မှထုတ်ချတဲ့အဆင့်ဖြစ်နေဆိုရင်ဒါစဉ်းစားဖို့အချိန်တန်တယ်နော်အခု ်မင်းတို့လည်းနိုင်ငံတကာကိုထွက်ပြီးတော့ဒီငလင်နောက်ကပြေးစားမှာနိုင်ငံတကာကကူညီဖို့ကူညီတောင်းတယ်ရုရှားနဲ့ကူညီကယ်ဆယ်တယ်အင်းဥဆုံးလာတယ်ပြီးတော့ချင်းအခြားအမေရိကန်နဲ့ကူညီမပြောတယ်အခုအိန္ဒိယအိန္ဒိယကတော့တရုတ်ဟိုအဲဝိုင်းကူညီကြတယ်အဲ့တော့ဘလောက်ပဲကူညီကူညီကျွန်တော်တိုင်းပြည်မှာပျက်စီးသွားတဲ့အရာတွေကတော့နော်ရုပ်ဝိထုတွေပျက်စီးသွားတာကိုပြန်လည်တည်ဆောက်လို့ရရင်ရနိုင်မယ်စိတ်တက်တွေပြက်စီးနေတာလို့ပြန်လည်တည်ဆောက်လို့မရဘူးပင်ခဲ့တဲ့ဒုတိယသေးနေတယ်နော်အထက်မှာပိတ်မိတဲ့လူကပိတ်မိနေတယ်ဒါကိုကူညီကယ်ဆယ်ရေးတွေလုပ်နေတဲ့အချိန်မှာတော်တော်ရိုက်တင်တဲ့ လူနဲ့ပြီးလို့ချင်းအဲ့ဒီကနေအချောင်းအချောင်းဘာပစ္စည်းရမလဲလို့လိုက်ပြီးတော့เนาะအချောင်းလိုက်နိုင်မဲ့လူနဲ့ဟုတ်ဒါတွေကမဖြစ်သင့်ကြတော့ကျွန်တော်တိုင်းကြီးကပြက်နေတယ်ဗျပြက်နေတဲ့တိုင်းကြီးမှာတစ်ခါစိုက်ချက်တွေမှာထပ်ပြက်ကြမယ်ဆိုရင်ကျွန်တော်တို့တွေကဘယ်တော့မှလူနဲ့လူနဲ့ဘဝကိုနေရမှာမဟုတ်ဘူးဒါကြောင့်မလို့ကိုပတ်ဝင်ချင်းမှာအဲ့လိုမျိုးအချောင်းနှမတို့ရင်တစ်ခါကြီးလိုက်တာပါလားရှောက်လို့ နော်တခါတည်းကောင်းပြောမနေတယ်ကြည့်ဟုတ်ပြောပြီနော်ကိုစီကတော့ဒုက္ခရောက်နေတဲ့ပြည်သူပိတ်မိနေတဲ့ပြည်သူနော်ဒီလူနာရှင်ကနေအဲ့လိုအချိုးချောင်လိုက်အဲ့ဒီအုပ်ပုံထဲမှာတခါထုတက်ပလိုက်သူရောက်တယ်လုံနေတယ်နော်စင်းအောင်ဘာလို့လဲဒီလိုကောင်းမျိုးတွေကျွန်တော်တန်းပြီးတော့ဆက်ပြီးအသက်မရှင်နိုင်တဲ့ဒါစာဝင့်နေအရာလုံးပြီဟုတ်အကျွန်တော်မရှိတော့ခိုးပါလေလို့တောက်ပြန်လို့ရတယ်အရင်အရာမဟုတ်ဘူးနော်ဒါဟာလုံးဝမလုံးတဲ့ကိစ္စခုဒီမှာကိုစီပြောသွားသလိုပဲပေါ့နော်အခုလိုမျိုးကျွန်တော်တို့ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာတချို့အုပ်စုတွေကဒီလိုမျိုး TikTok တွေရဲ့ပြတော့ပါနော်အလူပန်းပြပြတော့လောက်စားနေတယ်ဆိုတဲ့ကြောင့်ပြောဆိုထားတာဖြစ်တယ်မြောက်လိုင်းတို့ရဲ့ပေါ့နော်စေတန်းနဲ့တပုံစံနဲ့ပြပြတော့တချို့တလေတွေကအခုဆိုရင်တောင်းစားနေကြတဲ့အုပ်စုတွေဖြစ်တယ်ဆိုတာကျွန်တော်သိရတာပဲဖြစ်ပါတယ်ပြီးသူတွေကတော့ဘယ်လိုမျိုးပေါ့နော်ငလီမေးတာကိုဆက်လက်ပြတော့ခန်းစားနေရတာပြတော့မအုံးမဲ့မဲ့နဲ့မိသားစုဝင်တွေတော့မဆုံဆုံလင်းလင်းမရှိတော့တော့ကျွန်တော်တွေ့တာပဲဖြစ်ပါတယ်ကျွန်တော်ပြတူတွေကဆိုရင်အခုချိန်မှာတော့ဒီလိုမျိုးမြောက်လိုင်းတို့အုပ်စုတွေကနေပြတော့ရောတဘောဘေးအန်ဒီရီရောဂျုံနေရတာမို့လို့ပေါ့နော်စစ်ခွေးပေါ်မှာလော်ဘီတွေပြောပြောနေသလိုမြောက်လိုင်းကြောင့် မဟုတ်ဘူးဆိုတဲ့အားကတော့ကျွန်တော်ညင်ရဖို့ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ဖြစ်တဲ့ပါနော်။ဦးမဝင်းခိုင်တန်းကနေပြီးတော့မှကျွန်တော်တို့တက်ဆိုင်ပို့ကိုတွေဖွဲ့စည်းတွေနဲ့ဒုက္ခရောက်နေတဲ့မြန်မာပြည်သူတွေပေါ်မှာအကူအညီပေးချောက်ဖို့တောင်းဆိုထားတဲ့အားလည်းကျွန်တော်စပီဒ်မှာခြေလိုက်ရအောင်နော်။အကြံဖက်လူသက်စစ်တက်လူယူထားတဲ့ပြည်သူအာဏာကိုပြည်သူလက်ထဲသို့ပြန်လဲအနှင်းနိုင်ရဲ့အတွက်တနိုင်ငံလုံးအတူတူကကြိုးစားနေရချိန်မှာအခုလိုမျိုးဖြတ်အားပြင်းတဲ့ကဘာဝဘေးအန္တရာယ်ကြုံတွေ့ ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံနေနဲ့လွန်စွားမှနစ်နာရပါတယ်။ငလင်ရိုက်ခတ်မှုဟာစကိုင်းတိုင်းအနည်းကိုဗဟုပြုသလိုထိခိုက်ဆုံးရှုံးရတဲ့နေရာအများစုဟာကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရစိုးမှုထိန်းချုပ်နယ်မြေဒေသများဖြစ်ကြပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့အစိုးရရန်တရားမှရှိတဲ့တာဝန်ရှိသူတွေကိုလည်းငလင်တန်းခံပြည်သူလူမျိုးမျိုးဘာသာမျိုးတူးချင်းစီတမိသားချင်းစီကို အရေးပေါ်ကူညီဆောင်ရှောက်မှုများ ထိထိရောက်ရောက်တွေ့ဆုံကူညီပေးရေးပြန်လည်ကူဆန်းနိုင်ရေးလုပ်ငန်းများကိုလှုပ်ဆောင်ကြဖို့လမ်းညွှန်မှာကြားထားပြီးဖြစ်ပါတယ်။အင်းကျွန်တော်တို့ဟာပြည်သူလူကိုအာဏာပြန်အပ်နိုင်ရေးဥထိပ်ပန်းစဉ်ကျိုးပန်းဆောင်ရွက်နေရတဲ့တော်လှန်ရေးအစိုးရဖြစ်တာနဲ့ညီကျွန်တော်တို့အစိုးရအနေနဲ့လည်းရင်းပြတရားစတာလုံလောက်မှု အားနည်းတဲ့အခြေအနေများစွာရှိပါတယ်။ဒါကြောင့်မို့လို့နိုင်ငံတကာတိုင်းပြည်များနိုင်ငံကအဖွဲ့အစည်းများကိုလည်းစစ်ဘေးဒဏ် ငလင်တန်ခန်းစားကြရတဲ့မြန်မာပြည်သူလူထုတရလုံးအပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီများပုံမူကျဲကျဲပြန့်ပြန့်အမြန်ဆုံးပေးဖို့အကူအညီကြဖို့တိုက်တွန်းဖိတ်ခေါ်လိုပါတယ် ဒါရပါနော်အန်ယူဂျီဘက်ကနေပြတော့မှခုဆိုရင်ကျတော်တို့ဒီအယဘက်ဖွဲ့စည်းတွေရောနိုင်ငံတကာဘက်ကနေပြတော့မှကျတော်တို့ခရောင်းနေတာပါနော်ငလျင်ဘေးတင်ပြည်သူတွေကိုကူညီပေးချဖို့တောင်းဆိုထားတာပဲဖြစ်ပါတယ်အဲ့လိုမျိုးကူညီမှုတွေရတာနဲ့အညီပါနော်ကျတော်ပြည်သူတွေကတော့ဗန်ပြတော့မှနလန်ထူဖို့စူးစမ်းနေရမှာဖြစ်ပြတော့မှအခုဆိုရင်ကျတော်စုမိုးတွေတာတွေမှာလည်းပြည်သူတွေကဒီငလျင်ဘေးတောင်ကိုခါစားနေရတာပဲဖြစ်ပါတယ်ဆိုတော့ကျတော်ပြည်သူတွေအားလုံးဒီငလျင်ဘေးတောင်ကိုကျန်ကျခရင်ဆိုင်ချပါဆိုလို့ကျွန်တော်ဒီနေ့ကနေပြောလိုပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ဘောမဆိုဘိုင်းဟန်နေပြီးတော့မှဒီငလီမေးတန်တင်ပေါ့နော်ပီတူတွေကိုဘယ်လိုမျိုးအားချောင်ပြောဆိုထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်မင်းတို့ကကိုချင်းစာနာတရားသေးမှမရှိတာမင်းတို့ကအောက်တန်းသားအောက်တန်းသားစိတ်ပဲမွေးတာ ਉ နော်အခုရိုင်းတာနော်ပြောပြီးမှစံနေစီနေအကုန်စသရအကုန်သိန်းတို့နေတတ်တော့မယ်အဲ့ဒါလေဥမေအောင်နိုင်လွှဲချအောင်မယ်နော်ဥမေအောင်နိုင်လောက်တာဥမေအောင်နိုင်ကြောင်းဆိုဥမေအောင်နိုင်တကမာလုံးသူနိုင်နေမှာပေါ့ဟုတ်တယ်မလားဥမေအောင်နိုင်လောက်ခိုင်းလို့တဘာဝဘေးကြီးကလောက်ရတယ်ဆိုလို့ရှိရင်တော့ တကယ်ပါလို့ဦးမေအောင်လာရအဲ့လိုလှုပ်ခိုင်းနေမှာပေါ့မကြောင်နေဟဲ့ဟမ်ခေါင်းထဲမှာသမင်းစားပြီးချီးပဲရှိတဲ့ခေါင်းလေးသူ့ကိုယ်သူမသိဘူးနော်ဘာလို့ကြောင်မှာမဟုတ်ဘူးမင်းတို့ခုနှစ်သားသမီးရာဟုသားသမီးအပါဝင်အားလုံးကနော်နိုင်ငံနဲ့တိုင်းပြည်ကိုချစ်တဲ့စိတ်မရှိလို့လူမျိုးနဲ့ဘာသာသာသနာနဲ့စားပြီးဓလိထုံးလန်းအစဉ်လာယူချစ်တဲ့စိတ်မရှိလို့မင်းတို့ဘလောက်အကူတူများနေလာခွေနေကြီးလောက်တာနော်နော်မင်းတို့ဘလောက်အကူတူများနေလဲမင်းတို့သဘာဝတရားကြီးကဆုံးမလိုက်မယ် အဲ့ဒါမှတ်ထားမှတ်ထားလို့နော်အခုချိန်ဒီအတိတရားမရှိတဲ့နော်ဟုံစုမသားသမီးတွေဒါလည်းနားမလဲဘူးအလောက်ပြောတခါလာလိုက်ရင်ကိုနဲ့မကြေနဲ့တာနဲ့မိုင်မကြေနဲ့တဲ့သူဆိုရအောင်ဦးမေအောင်လိုက်တော့ပြောပြီဟမ်ကိုကိုယ်တိုင်ဒုက္ခခံစားနေရတာကိုမသိဘူးနားမလဲကြအောင်နောက်ဆုံးကိုကဒုက္ခမခံစားရဘူးဆိုရင်တော့ကိုနိုင်ငံကိုလူမျိုးကိုတိုင်းပြည်ဒီလူမျိုးကက်ကြီးသုံးပါးကိုဖြစ်နေတာကိုအားလုံး စုပေါင်းအင်အားနဲ့ဝိုင်းဝန်းပြီးတော့မှဘလို့တိုင်းမျိုးပြန်လဲထူထောင်မလဲဆိုတဲ့စိတ်မရှိဘူးနော်ကိုကအိမ်နှလုံးတော်ဖြစ်ဖြစ်မြောက်မှမဆောက်နိုင်တဲ့မဆောက်နိုင်တဲ့ကောင်တွေကတခါလာလဲဒီအစိုးရလွှဲချတခါလာလဲဒီအစိုးရမကောင်းလို့ကိုကိုလည်းမပဲလေမဖင်ချွတ်တက်အောင်ထိုင်ပြီးတော့မှနော်ဘလုံးပွဲလောင်းလိုက်နှလုံးထီတွက်လိုက်ဟမ်ဖာသွားချလိုက် KDB သွားလိုက်ဟမ်မင်းတို့လိုအောက်တန်းသားတွေနော်အဲ့ဒါပြီးရင်ကိုကကိုလုတ်ချင်တာလုတ်ပြီးအစိုးရမကောင်းလို့လို့ လွဲလွဲထားတဲ့အောင်ဆိုင်အောက်တန်းသားတစ်တိုက်နော်အောက်တန်းသားတစ်တိုက်အခုမင်းတို့ဘာလို့ပေးနိုင်လဲမန္တလေးမြို့ကိုနော်မင်းတို့ PDF တွေလည်းအမှလက်နဲ့တော်ထဲမှာလက်နဲ့တွေမြေမြုပ်ခဲ့လိုက်မန္တလေးမြို့ပေါ်ကိုအခုချိန်ပြန်တက်လာပြီးတော့ပြည်သူလူထုရဲ့ရှိနေတဲ့အခက်အခဲတွေကိုမင်းတို့ဝိုင်းဝန်းပူပေါင်းပြီးတော့မှဝိုင်းလို့ကြဟုတ်လားနော်မင်းတို့လက်နဲ့တွေစွန့်လိုက်မှပင်နေတဲ့ပဲပြပြမြေထဲပဲပြပြသွားမျောချလိုက်တော့နော်မျောချပြီးတော့မှငါတို့နိုင်ငံငါတို့လူမျိုးနော် လူဘဝခဏလေးပါကွာနေရတဲ့အချိန်မှာကိုနိုင်ငံကိုဆော့ပေါ်များထင်နေလားမသိဘူးနော်ဒီကောင်ကတော့တမတော်အခုလက်ရှိအစိုးရနဲ့ပူးပေါင်းပြီးတော့မှနော်ပြည်သူလူထုရဲ့ကောင်းအကောင်းကျိုးကိုတိုက်နိုင်တဲ့ဘက်ကလုံးမယ်လို့မကြံဘူးဟမ်အခုချိန်ကအလစ်ချောင်းမှာအဲ့မင်းတို့တိုင်းပြည်ဒီလိုဖြစ်တဲ့အချိန်မင်းတို့လာလို့ကြည့်မင်းတို့လောက်ခွေးတဲ့မင်းတို့ကခွေးတဲ့မိုက်တဲ့ကောင်ကြီးမင်းတို့ကခွေးလောက်ကိုစောက်သိညံမဲမရှိတဲ့ကောင်ကြီးဖြစ်သွားမှာသိလားဘဝရတော့တို့ပြည်သူတွေကိုပြန်ပြတော့မှအားချောင်ပြောဆိုနေတာပါနော် အခုဆိုရင်ကျွန်တော်ပြည်သူတွေဘက်ကနေပြတော့မှဒီလိုမျိုးဖြစ်ရတာကမြောက်လိုက်တဲ့အဆိုးတွေပေါ့နော်ခစ်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုတေချာလေးကိုထောက်ပြပြောဆိုပြတဲ့နောက်ပိုင်းမှာဒီဘောမတွေကတော့စော်စော်လေးကိုလောင်းနေကြတာပဲဖြစ်ပါတယ်မြောက်လိုက်ရဲ့စီမံခါခွဲမှုညပ်ဖြစ်ပုံရဲ့သူ့အနေနဲ့ပေါ့နော်ဟန်ပြပြတော့မှခုဆိုရင်နေတကာကနေပြတော့မှကိုကြီးတောင်းပြတော့မှသူတို့စီဘတ်ဂျက်လိုအပ်ချက်တွေရလှုပ်ဆောင်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဘက်ကနေပြတော့မှလည်းမြေပေါင်းလို့ပြောဆိုနေတဲ့အချိန်မှာဇော်ပွင့်ပါဝင်အခုဆိုရင်ဘောမလော်ဘီတရားတော့ပေါ့နော်ပေါက်ွက်လောက်မြဲနေကြတာပြတော့မှကျွန်တော်အနေနဲ့ဒီတော်လိုင်းမှာတော့ တဘောဘေးရန်နေရာတွေနဲ့သူရှေ့ဆက်ပြီးတော့မှခြေသက်သွားမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဘောမပူတူမနေပြီးတော့မှလဲပေါ့နော်။ဘယ်လိုမျိုးကျွန်တော်ပြည်သူတွေကိုဘယ်လိုမျိုးထပ်ပြောထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ဒီလိုအခြေအနေတွေကြတော့နော်မြန်မာနိုင်ငံရဲ့တရားဝင်ဆိုရမှာဆိုရင် NUG ရဲ့နိုင်ငံခြားရေးဝန်ကြီးဒေါ်စမအောင်နော်လူကပြန်ဝင်ကြီးဝင်းမြတ်အေးကတော့အခုချိန်ကြီးပေါ်မလာဘူး။ တော့ဆင်မအောင်ငါပြောလဲဆိုရင်ဒီမနေ့မှတော့ပြောသွားပြီးလေနော်တက်ပြီးတော့ပေါ့နော်သူတို့ရတက်နိုင်တယ်လို့ကူညီပေးနေပါတယ်ပေါ့သူတို့ဘယ်မှာကူညီပေးနေတာဆိုတာမျိုးတွေတွေ့ရတယ်ဝမ်းသာပါတယ်ဒီချိန်မှာဘယ်သူကပဲကူညီကူညီလက်ရှိပြဿနာဒီအနည်းလေးစိတ်နေအကြရေးအွားတွေမဆောင်ဘူးလူသားချင်းစာနာထောက်ထားခြင်းမြန်မာနိုင်ငံသားအချင်းချင်းဆိုတဲ့ကျမတို့ပြည်တော်စုစိတ်တက်နေတာတစ်ဆိုင်နေဒါကြောင့်မလို့ဘယ်သူကပဲကူညီကူညီဘယ်သူကပဲကူညီကူညီကျမတို့ကူညီမှုကိုအတိမဲ့ပြုတယ်သို့တော့မဲလီမျိုးလေကောင်းကြီးမှာဒီလိုမျိုးတန်ခါတော်ကြီးအပားတစ်ထောင်ကျော်စားမှုပဲဖြစ်ဆိုနေစဉ်အတွင်း ကြောင်းတိုက်ပြူတောင်းမှုကြောင့်တန်ခါးပါးနေရာပြိမိနေရပုံတော့စကားထဲမှာထည့်မပြောဘဲနဲ့မန္တလေးမှာပလီပြိုပြီးတော့ပလီပြိုပြီးတော့ဘင်္ဂလီတွေပြိမိနေတာကိုတော့တခန်းတနာနဲ့စားဖွဲ့ပြီးပြောသွားတာတွေ့ရတယ်ပြည်သူမှပြည်သူတို့ကိုကြီးကလေးပေးကြမယ်ဆိုပြီးတော့ဘာတိုင်းမိုင်းတိုက်နေတာလားသူတို့ကိုထောက်ခံတဲ့လူတွေရှိကနေအလူငွေကောက်ပြီးတော့သူတို့ကိုထောက်ခံတဲ့လူတွေကိုသူတို့ပြည်သူမှပြည်သူတို့ပတ်စံကိုသူတို့ကြားရဲကိုယ်စလဲလုပ်ပြီးတော့ အာပြန်လည်ထောက်ပံ့ပေးမယ်ဆိုတာမျိုးပြောသွားတယ်။ဘသူကမှဘသူကိုကိုညီကိုညီပါ။ကောင်းမွန်တဲ့ကိစ္စဖြစ်တဲ့အတွက်အားပေးပါတယ်။ဒီနေရာမှာတခုရှိတာကအာ NGO ကတစ်ချိန်လုံးပြောခဲ့တယ်။အဲ့ဒါပါလဲဆိုတော့မေးဂန်အစိုးရရှင်မှာအထားရဲ့မေးဂန်ဒေါ်လာတန်100ဒေါ်ဆန်းစုကြည်ဆိုတာလက်ထက်ကကျွန်တော်တို့မြန်မာနိုင်ငံမြန်မာနိုင်ငံရဲ့အစိုးရကနေပြီးတော့မေးဂန်ဒေါ်လာတန်100အမေဂန်တန်းမှာအထားရဲ့အဲ့ဒီပစံတန်100ကအမေဂန်ဒေါ်လာတန်100ကတို့ NGO နဲ့ NGO နဲ့ပဲသဆိုင်နေပေါ့စက်တန်နဲ့ပဲသဆိုင်လို့ဆိုပြောထားတယ်။တကယ်တော့ဒီသဆိုင်လေးကျွန်တော်တို့နိုင်ငံတော်က အနှံထားတာဖြစ်တဲ့အတွက်နိုင်ငံသားအားလုံးနဲ့သဆိုင်နေဆိုတော့အာခင်ဗျားတို့အနေနဲ့အခုလိုမျိုးသဘာဝပေးရတဲ့တင့်နေတာရေးဘေးတုန်းကလည်းပြီးပြီတခါရောက်တယ်လက်ရှိမှာဆိုလို့ရှိရင်လည်းပဲငလင်တန်းကြောင့်ဒုက္ခရောက်တယ်ခင်ဗျားတို့သာအမှန်တကယ်အရင်ချင်းရှိတယ်ခင်ဗျားတို့သာအမှန်တကယ်အာစိတ်အတာဖြစ်တယ်ဆိုလို့ရှိရင်ကျွန်မဒီကပြောချင်တာကလေစိတ်အတာရဲ့အနှစ်ပါးရာကိုမြင်စီခြင်းလို့ပြောနေရနော်ဒီအကြောင်းအရာကစိတ်အတာဆိုတာပါလေကျွန်မအရင်ကတော့စိတ်အတာကြောင့်ပြောခဲ့နော်စိတ်အတာရဲ့အနှစ်ပါးရာနဲ့ဒီပေတက်ရောက်မှုကိုသိနေခြင်းနဲ့ဒီမှာစိတ်ဘယ်သူကစိတ်အတာလဲဆိုတာသိလိုက်တာနဲ့အများ ကိုယ်အားပေးနေမှုဒီနိုင်ငံတော်ကိုပုံကံမှုဖြစ်နေလားနိုင်ငံတော်ကိုသစ္စာပတ်မှုဖြစ်နေလားဆိုတာပေါ်လွန်သွားတယ်ဒါကြောင့်လို့ state actor ကိုသိစီခြင်းလို့ပြောခြင်းဖြစ်တယ်ဒီအမေရိကန်ဒေါ်လာတန်တရာကိုအဲရယူပြီးတော့အကူအညီကလေးရင်းလုပ်ပေးဖို့များအစီအစဉ်မရှိဘူးလားပေါ့နော်ဒါကကျွန်မပြည်သူကြောင့်နေနေမေးခေါ်ထုတ်ခြင်းဖြစ်ဒီမှာပုတ္တမနဲ့ပြတမပါနော်ကျွန်တော်ပီတိုရင်နဲ့အန်ယူဂျီအစိုးရကိုတွန်းနေပြတမစော်ကားမကောင်နဲ့ပြောဆိုထားတာပြတမအန်ယူဂျီဘက်ကနေပြတမအခုဆိုရင်အမေရိကန်မှာပါနော်ရှိနေတဲ့အမေရိကန်ဒေါ်လာတန်းတရာကိုဘယ်နေရာမှာတုံးဆွဲမလဲဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်သူတို့အနေနဲ့တည်တည်မြဲမြဲနဲ့ ဝါရဖန်ပြောဆိုနေကြတော့တွေ့ရဖြစ်ပါတယ်ဒီမှာထူးခြားတာတစ်ခုကတော့ဒီစကောင်စီဘောမလော်ဘီတရားတော့အခုလိုမျိုးကျွန်တော်ပြီတူတယ်ဒုက္ခရောက်နေတဲ့အချိန်မှာပေါ့နော်ပြီတူတယ်ကြားထဲမှာသူတို့စေဝန်ကွယ်မှုတွေဖြစ်အောင်လူမျိုးဘာသာရေးရမိုင်းတိုက်ပြောဆိုနေကြတော့တွေ့ရပဲဖြစ်ပါတယ်အဲ့လိုတောင်းမပေါ့နော်အုံတော့မရှိဘဲနဲ့ကျွန်တော်တို့ပြီတူတွေကိုကုညီတင်းတဲ့အစားအခုဆိုရင်သူတို့ဘက်ကနေပြီးတော့မှဝါရဖန်ပေါက်ပန်းလေးစားတွေပြောဆိုနေကြတာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ဆုံးဗီဒီယိုတဘောအနေနဲ့အခုဆိုရင်ခွက်ခေါက်တောင်းရန်ပြီးတော့မှနေကဖွဲ့ဆွေးရည်စီမှာအကူကြီးတောင်းနေတဲ့မြောက်လိုင်းကိုဥကျွားနေပြီးတော့မှဘလိုမျိုးတက်ဖြုတ်ထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော် ခင်ဗျားတို့ကျွန်တော်ပြောပြမယ်နော်ဒီကနေ့ပြည်သူဒီစီကကောက်တဲ့အခွန်နိုင်ငံတော်ပန်းသာနော်ပြည်သူကိုသတ်ဖို့ပဲလက်နက်ဝယ်ဖို့ရှိတယ်ဟွန်းနော်ဒီအချိန်မှာပြည်သူတွေဘလောက်ဒုက္ခရောက်နေလဲပြည်သူတွေကိုဘလို့ဟိုကဲဆဲနော်ပြည်သူတွေကိုဘလို့နှိမ့်သိပ်ပေးရမလဲဆိုတာဒီဖက်ဆစ်စစ်တပ်မှာမရှိဘူးဗျာနော် ဲ့လိုအတွေးခေါ်မျိုးမရှိဘူးဒီကနေ့ပြည်သူအခွန်ဘန္နာနေကောက်ပြီးတော့နိုင်ငံတော်ဘန္နာအဖြစ်သုံးစွဲနေတာပြည်သူကိုသတ်ဖို့ပြည်သူကိုသတ်ဖို့အတွက်လက်နက်ဝယ်ဖို့ပဲသူတို့သိတယ်နော်ဒီကနေ့ဒုက္ခရောက်လာတဲ့အခါကျတော့နိုင်ငံတကာကိုခွက်ခေါက်တယ်ခွက်လန်းခေါက်တယ်ဟုတ်လားမင်းမအဲ့ဒီ passes ဒီအကြံဖက်ယူကျွန်တော်ပြောချင်တယ်နော်နိုင်ငံတကာကိုခွက်လန်းခေါက်တော့မင်းမဂျေဇုစာဂျေဇုခံရှိခဲ့လို့လား ဟုတ်တယ်ဆုဒုက္ခရောက်လာတဲ့အခါကျမှနိုင်ငံတော်နိုင်ငံတကာကိုခွက်ခေါက်တာနော်မင်းတို့ပြည်သူကိုသတ်ဖို့ကြတော့ဘယ်ကနေဘယ်ကနေခိုးပြီးတော့ဘယ်ကနေဟိုထွက်လာတဲ့ငွေတွေလည်းတော့မသိဘူးပြည်သူကိုသတ်ဖို့ကြတော့နော်ဒီမင်းစုမင်းရုပ်မင်းညစ်တွေရှိနေသမျှကျွန်တော်တို့ပြည်သူတွေအဲအနောက်ကအဲ့မင်းစုမင်းရုပ်မင်းညစ်တွေအနောက်ကပါလာမယ်ကပ်ဘေးကတော့ ျွန်တော်တို့ပြည်သူတွေအလူလဲခံရအောင်မယ်ဒီကနေ့လည်းဘုံကျဲနေတာပဲနော်ဒီကနေ့လည်းဘုံကျဲနေတာပဲမနေ့တော့လည်းမြင်ကလေးလှုပ်နေတန်းလာနဲ့ခမားတို့ဒီအာနာရှင်ဖက်စစ်စစ်ခွေးတွေကနော်ဘုံလိုက်ကျဲနေသေးတယ်ပြည်သူတွေဒီလောက်တော့ဗျာအတုံးရှုံးပေါ်မှာတဘာဝဘေးနဲ့ကြုံတွေ့ပြီးတော့အသက်တွေဆုံးချုံးနေဟိုအသက်ဟိုအစည်းစိမ်နေအထာကိုမင်းတို့ကကြိုက်နေတယ်မဟုတ်လားဒီဖက်စစ်စစ်အာနာရှင်ကကြိုက်နေတာအဲ့လိုမျိုးပါเนาะအဲ့လိုမျိုးအပြက်စီအဆုံးရှုံးလေးတွေပြပြီးတော့ကပောင်ခွက်ခေါက် မအေးလိုးမျိုးတွေကိုမေကိုလိုးမျိုးတွေမအေးလိုးအားချောင်းနေတဲ့ဒီ line ပေါ်ကကောင်းပါဗာလေမင်းတို့မင်းကမင်းကောင်းမင်းများအနရအနော်ရထားမင်းမျိုးမင်းဆက်အဲ့ဒီစောက်တန်တွေကထွက်လာသေးတယ်မအေးလိုးမျိုးတွေဟမ်ကြဲတယ်နော်စစ်အာနာရှင်ရဲ့တုတ်ကြီးညာမင်းတို့ခေါင်းလေးဝင်နေတာနော်မအေးလိုးအယိုးကိုက်လုံနေတဲ့ကောင်းနော်မင်းတို့အဲ့ဒီခေါင်းထဲမှာအဲ့ဒီအာနာရှင်တွေကတုတ်ကြီးတွေကိုမင်းတို့ထုတ်လိုက် ခုကျော်တော့ခုလိုပဲပေါ့နော်ပြပင်းနေတဲ့ဒီဘောမလော်ဘီတက်တွေတွေ့နေပြီးတော့မှပြန်ပြေးဆုံးမပြောဆိုထားတာဖြစ်ပါတယ်ကျတို့ပြည်သူတွေကိုအခုချိန်မှာသူတို့အနေနဲ့ပေါ့နော်ကိုကြီးကယ်ဆယ်တင်းနေမဲ့အစားသူတို့ကနေပြီးတော့မှပေါ်ပန်းလေးဆိုတွေပြောပြတော့မှအခုလိုမျိုးဖြစ်ရတာပေါ့နော်ကျတို့ပြည်သူတွေကနေပြီးတော့မှမကောင်းမှုဒုစရိုက်တွေပဲလုံးနေလို့ဖြစ်ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ what happened ပြောဆိုနေကြတာပဲဖြစ်ပါတယ်ဒီချိန်မှာသူတို့ရဲ့စစ်ခွေးအိုကြီးဖြစ်တဲ့ပေါ့နော်မြောက်လိုင်းကနေပြီးတော့မှပြည်သူတွေကိုတတ်ဖို့ကြနိုင်ငံဘာသာ ဖင်ခုတ်ထိုင်ထားတဲ့စူပါမားအချောင်းတွေပဲမဲ့တဖက်မှာဒီလိုမျိုးတွေတကက်ကြုံလာတဲ့အချိန်ကြတော့မှသူတို့အနေနဲ့နေကစကားကနေပြီးတော့မှအခုညီတွေလိုတဲ့စူပါမားကိုနော်ခွက်ခောက်ပြီးတောင်းရနေတာကိုတွေ့ရပဲဖြစ်ပါတယ်ဒါကကျတို့ပြည်သူတွေပေါ်မှာဆက်လက်တက်ဖြတ်ဖို့ကိုရုံမာနေတာပြမကျတို့ပြည်သူတွေအနေနဲ့ပေါ့နော်ဒီလိုမျိုးဘေးရန်တွေကြုံလာပြီးပြီဆိုတော့သူတို့နဲ့ဆက်ပြီးတော့မှ မယူရဆန်တော်မဲ့ကွက်တွေကိုခုခရက်တွေ့နေရတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဘက်ကနေပြီးတော့မှ PPCC နဲ့ပေါ့နော်ဒီတော်လိုင်းရေးကိုလေမြဆုံဆုံတက်တင်နေတာဖြစ်ပြီးတော့မှဒီတဘာဘွားပေးနေမှာကြုံတွေ့နေရတဲ့ပြည်သူတွေနဲ့လည်းအားတင်းထားချပါဆိုလို့ပြောရရင်ကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီညမှာပဲဆုံးသက်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှဘင်းနဲ့မြေမြောင်းနဲ့ကင်းပြီးတာရဲချင်းနဲ့ညလေးပတ်ဆက်ချပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်